คริปโตมานีย่าဆိုတာဗာလဲคริปโตมานีย่าဆိုတာကဒီ Google မှာတွတ်ရှာကြည့်မယ်ဆိုလို့ရှိရင် cryptocurrency နဲ့ပတ်သက်ပြီးတော့ simulation app simulation app ဆိုတဲ့အဓိပ္ပာယ်ကဒီ cryptocurrency ကိုကရောင်းဝယ်လုပ်တော့မယ်ဆိုလို့ရှိရင်အခုမှစပြီးလုပ်တဲ့လူတွေဟာ cryptocurrency အကြောင်းသိပြီးနားမလည်ဘူးပြီးတော့ဒီကပေါ်ပေါက်လာတဲ့ risk တွေ management တွေဘာလဲဆိုတာသူတို့မသိဘူးပေါ့နော်အဲ့တော့ကနအူးစောပိုင်းကာလမှာကိုကဒီ market ကိုမကျွမ်းကျင်သေးဘူးဆိုလို့ရှိရင်ဒီ crypto mania app မှာတွားပြီးတော့ကိုက trading အရောင်းဝယ်လုပ်လို့ရတယ်အဲ့တော့ရောင်းဝယ်လုပ်လို့ရတာဖြစ်တဲ့ ဲ့အတွက်ကြောင့်မလို့ဒီ application ထဲဟာပတ်စံတွေက it's not a real money ကျွန်တော်တို့ပတ်စံအစ်စ်မဟုတ်ပါဒီပတ်စံတွေကိုကျွန်တော်တို့ကအပြင်ကို cash out ထုတ်လို့မရပါနောက်တစ်ခုရှိသေးတာ crypto mania application ထဲမှာပါတဲ့ပတ်စံတွေကကျွန်တော်တို့တကယ် trading နိုင်ပြီဆိုပြီးတော့မှတ်ယူလို့မရဘူး။ဘာကြောင့်လဲဆိုတော့ तू က simulation app ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာနိုင်နေရှုံးနေဆိုတာကျွန်တော်တို့ရှိမှာ psychology ခံစားချက်မပါလာဘူး။ ကျွန်တော်တို့က trading လုပ်တယ်ဆိုလို့ရှိရင် trading psychology ဆိုတာရှိပါတယ်။ကိုကဒီ trading psychology ကိုအနိုင်ယူနိုင်တော့မှ trader တယောက်အနေနဲ့အကျိုးမြတ်ရမယ်။ ား profitable trader ဖြစ်မယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီ application ကိုသုံးနေဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ် real life မှာဘယ်လိုမှသွားပြီးတော့အဲအောင်မြင်မယ်ကြာရှုံးမယ်ဆိုတော့ဒါ application သုံးပြီးတော့အဖြေပေါ်လို့မရလို့မျိုးဒီ crypto mania application ကိုလည်းကျွန်တော်တို့ကငွေထုတ်လို့မရပါဘူး cryptocurrency လုတ်ချင်တယ်ဆိုလို့ရှိရင်တော့ Binance အခုဒီမှာ logo လေးရှိပါတယ်ဒီ Binance ဆိုတဲ့ exchange ကကမ္ဘာပေါ်မှာနံပါတ်1 cryptocurrency exchange တွေမှာအကြီးဆုံးဖြစ်ပါတယ်။ကမ္ဘာမှာရှိတဲ့နိုင်ငံတော်တော်များများမှာလည်းဒီ application က license ရထားပြီးတော့ run နေပါတယ်။အဲ့တော့ဒီ Binance application တွေမှာမိတ်ဆွေတို့က cryptocurrency ကိုရောင်းဝယ်လုပ်လို့ရတယ်။အချိုးမြတ်တွေရှာလို့ရတယ်။အခုလိုမျိုးကျွန်တော်လိုမျိုးခရီးတွေသွားပြီးတော့ကမ္ဘာပတ်နေလို့ရပါတယ်။အားလုံးပဲ cryptocurrency အကြောင်းကိုလေ့လာခြင်းနဲ့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဇွဲရရင် channel လေးကို follow လုပ်ထားပါ Binance နဲ့ပတ်သက်တဲ့ cryptocurrency အကြောင်းအရာတွေကိုအမြဲတမ်းမျှဝေပေးနေသူတယောက်ဖြစ်ပါတယ်မြန်မာနိုင်ငံကိုစားပြု Binance KYC တယောက်လည်းဖြစ်ပါတယ်အားလုံးပဲ see you in the next video bye